မြန်မာနိုင်ငံမှာမှဒီလောက်ကြီးတဲ့ငလျင်ဘာလို့ဖြစ်လာတာလဲအလုံးပြောနေကြတဲ့အတိုင်းကံကံကြီးအကျိုးတွေမမြင်နိုင်တဲ့ကံတရားတွေဆိုတာလည်းရှိနိုင်ပေမယ့်ခုရပိုင်ဖြစ်သွားခဲ့တဲ့ငလင်လှိုင်းကြီးကတော့အတော်ကိုမှထိတ်လန့်ဖို့ကောင်းနေခဲ့ပါတယ်မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမယ့်အရင်အချိန်ခါကတာယာအေဂျင့်ခဲ့တဲ့လောက်အခုနောက်ပိုင်းမှာအတော်လေးဖျားနာနေခဲ့ရပြီလို့ပြောရမှာပါတိတ်ပတ်နီးရသေချာပြောရမယ်ဆိုရင်ကမ္ဘာပေါ်မှာငလင်ကျော်ကြီးနှစ်ခုရှိနေပါတယ်အဲ့ဒါကတော့အိန္ဒိယတက်တိုးနဲ့ပလိတ်နဲ့ဆန်ဒရာတက်တိုးနဲ့ပလိတ်ဆိုတဲ့ငလင်ကျော်နှစ်ခုပါ မြန်မာနိုင်ငံရဲ့စကိုင်းလမ်းကြောင်းပေါ်မှာတရှိနေတဲ့ငလင်ကြောကတော့အိန္ဒိယတပ်တို့နဲ့ပလိတ်ဖြစ်ပြီးရွေးရှားတဲ့အခါမျိုးမှာတော့မြောက်ဘက်ယူရိုအေရှားကိုရွေးရှားတတ်ပါတယ်။ခုရပိုင်းအတွင်းမှာဖြစ်သွားခဲ့တဲ့ငလင်လှမ်းကြီးမှာစကိုင်းတိုင်းဖြစ်တဲ့မန္တလေးကအများကြီးထိခိုက်သွားတယ်ဆိုတာကလည်းခုနကပြောခဲ့တဲ့ငလင်ကြောကြီးဟာစကိုင်းတိုင်းရဲ့မြင်းမြင့်တဲ့ပြင်အောက်မှာ932မိုင်လောက်ရှည်လျားနေပြီးနေရာယူထားတယ်လို့ပြောရမှာပါ။အဲ့ဒါအပြင်ငါတို့နဲ့လွတ်ပါတယ်လို့တွေးထင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ကလည်းအိန္ဒိယတပ်တို့နဲ့ပလိတ်ဆိုတဲ့ငလင်ကြောကြီးဟာလူနေထူးထပ်တဲ့မြို့ကြီးတွေနေပြီးတော့မန္တလေး၊ပဲခူး၊စကိုင်း ရန်ကုန်နားတွေမှာပါတရှိနေသေးတာမို့အမြဲတမ်းသတိရှိရှိနဲ့သတိချက်နေဖို့တော့လိုအပ်ပါတယ်ဗျာ။